အားလုံးပဲမင်္ဂလာပါမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့တလင်းလာနေညမြမစံလွန်ကြီးတနာ30မှာကစားမယ်စပိန်လာလီကာပွဲရဲ့လက်ချံပွဲတစ်ပွဲကြံသေးတယ်အဲ့ဒီပွဲစဉ်တွေကကျွန်တော်တို့ဘလန်စီယာနဲ့အိုဗီဒိုပွဲလေးကိုလိုလိုချင်းလေးကျွန်တော်အနေနဲ့သုံးသပ်ပေးခြင်းနဲ့အဲ့တော့ဒီပွဲလေးကိုမသုံးသပ်ခင်မှာအခုလက်ရှိပေးရတဲ့ဘူကီတွေရဲ့ခြေတန်းကိုအယုံလို့ကြည့်လိုက်အောင်ဗလန်စီယာဒီအင်္ဂလန်နေပြီးတော့အိုဗီဒိုကို1ပေါင်90ဘော်ဒီဈေးနဲ့ပေးထားပြီးတော့5ပေါင်ဈေးနဲ့မှာတော့2နှုတ်90ဘောပေါင်ဈေးနဲ့ပေးထားတယ်အဲ့တော့ ။ဒါကိုမြင်လိုက်တာနဲ့ကျွန်တော်ပရမအောင်ဆုံးတတိထားမိတဲ့အရာကိုအရင်ပြောပြမယ်။ဗလန်စီယာရဲ့ဘော်ဒီသေးတဲ့ကတအားကိုခြုံလုံးတယ်လို့ဘရာသာတို့မထင်ဘူးလား။နည်းနည်းလေးစဉ်းစားကြည့်လိုက်ပါဦး။ဘရာသာတို့နဲ့ခြုံလုံးတယ်လို့မထင်ဘူးလား။ဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တလုံးသွင်း90ကျော်စားရမှာဗျာ။ဒီလောက်ထိဒီ Ovido ကအခုလက်ရှိဒါကျွန်တော်တို့ဒီစပိန်လာလီကာမှာဆိုအဆင့်16နေရာမှာယက်တီထားတယ်။ဗလန်စီယာမှာဆိုအဆင့်17နေရာမှာယက်တီထားတယ်။အဲ့တော့ဒီလောက်ထိ ဟိုဘလို့ပြောမယ်ကာဖောက်မကောင်းတဲ့ Ovito လိုအသင်းကိုဘလန်စီယာက1ပေါင်း90ဘောဒီဈေးတန်းပေးထားတယ်ကျွန်တော်တို့ဥမာအားဖြင့်တွတ်ကြည့်မယ်ဆိုရင်တသိန်းလောင်းရင်တကိုးသွေး9000တိစားမယ်ဆိုတော့ဘိုဂီတွေကတော့ brother တို့ကျွန်တော်တို့ကို something တော့ something လုပ်နေတယ်လို့ကျွန်တော်တို့ခံရပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့သူတို့ရဲ့ဟတ်တူကကျွန်တော်တို့ကြည့်မယ်ဆိုရင်အခုလက်ရှိအနေအထားရဒီဗလန်စီယာနဲ့ Ovito ကတော့ဟတ်တူဟတ်တော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့ဗလန်စီယာရဲ့ Garden Fox ရှိမယ် ဒီ OVD က current form ရှိမယ်ကျွန်တော်လည်းအတူတူ like ကြည့်လိုက်ရအောင်ပရမောင်းဆုံးနေတဲ့ Blancia ရဲ့ကျွန်တော် current form အရင်ကြည့်အောင်အဲပရမောင်းဆုံး Blancia ရဲ့ကျွန်တော်တို့အင်ကွင်း current form ကိုကျွန်တော်ကြည့်မယ်ဆို Blancia ဒီအင်ကွင်းတိုင်းအင်ကွင်းတိုင်းမှာတော့ရလက်ကောင်းနေရရှိအောင်ဖန်တီးနိုင်တဲ့ဥမာပြီးတော့ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ဒီဘီဘာကိုတူးသီးနဲ့အနံ့ရရှိအောင်ကစားထားတယ်ပြီးတော့ဂီတာဖေးကို3သီးဆိုပြီးရလက်၄နဲ့အနံ့ရရှိအောင်ကစားထားတယ်ရီယဲဆိုစီတော့ဝန်ဝန်နဲ့ကစားထားတယ်ပြီးတော့တိုရီနိုတော့ကျွန်တော်3သီးရလက်နဲ့ထားလိုက်တော့အဲ့တော့ ဒီသူ့ရဲ့ဒီစပိန်လာလီကာ၃ပွဲသူကစားတဲ့ထဲမှာကိုအိမ်ကွင်း၃ပွဲစတိုက်တိဒါအနိုင်ရရှိအောင်ကစားရတယ်လောလောလတ်လတ်လက်ကျန်၂ပွဲမှာဆိုလဲတာကျွန်တော်တို့ BDDS နိုးပုံစံလေးဖြစ်ထားတယ်ဆိုတော့ဗလန်စီယာရဲ့အိမ်ဝင်ကာရန်ဖောက်ဒီတော်တော်လေးကိုကောင်းမွန်နေတဲ့အထက်မှာရှိတယ်အိမ်ဝင်ကာရန်ဖောက်ကအနည်းဆုံးဟိုနှစ်ကိုးတဲ့အထက်မှာတွင်းနိုင်တာကိုကျွန်တော်တို့မြင်ရတယ် ဘလန်စီယာရဲ့အဝင်ကစားတဲ့ပုံကျွန်တော်တစ်ချက်ကြည့်အောင်ဘလန်စီယာဒီအဝေးကွင်းမှာတော့ကျွန်တော်ရလက်ကောင်းအောင်တော့မစွမ်းဆောင်နိုင်ဘူးဥမာအက်စပန်ညိုတူတူနဲ့တေကြောင်းကစားထားတယ်ပြီးတော့ကျွန်တော်ဘာစီလိုနာကို6-0ရလက်နဲ့ရှုံးနေထားတယ်ပြီးတော့ကျွန်တော်ဒီအိုဆာသူနာ1-0နဲ့ရှုံးနေထားတယ်အဲ့တော့ဒီအခုလက်ရှိစပိန်လာလီဂါကစားပြီးသွားပြီစပိန်လာလီဂါကစားပြီးသွားတဲ့အချိန်မှာဘလန်စီယာဒီအိမ်ကွင်းယုံအားတော်တော်ကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်အိမ်ကွင်းမှာပို့ပြီးတော့ဘိုးရရှိမှုများတယ်အဝေးကွင်းရောက်ရင်ကျွန်တော်တို့ဒါ current fault တွေပြတ်တယ်အရင်ကျွန်တော်တို့အဝေးဝေးရောက်အဝေးဝေးဆိုတဲ့အချိန်မှာကျွန်တော်တို့ဒါတိုက်စစ်လဲအသုံးမကျသလိုခံစစ်လဲအသုံးမကျဒါပေမဲ့ဗလန်စီယာအင်ဝင်းကတိုက်စစ်ရောက်ရင်ပို့ပြီးတော့ကျွန်တော်တို့အလုတ်လောက်တာကိုတွေ့ရတယ်တကိုးနဲ့ တကူအထက်ကိုကျွန်တော်တွင်းကြည့်တာဖြစ်တဲ့အတွက်ကြောင့်မို့တော်တော်လေးကိုဗလန်စီယာကအိမ်ငွေအားပြုကစားတဲ့အသင်းဆိုပြီးတော့ဒါကျွန်တော်တို့သတ်မှတ်လို့ရဒီတန်းတဲ့အသင်းဖြစ်တဲ့ Ovido ကျော်ကြည့်မယ်ဆိုရင် Ovido ဒီဒီ2025 2026ဂျာဗီမှဒီစပိန်လာလီဂါကိုဒါတက်လာတဲ့အသင်းအဲ့တော့သူ့အတွက်ကတော့အတွေ့အကြုံကောင်းနေလို့သေးရလို့ကျွန်တော်တို့ထင်နေအခုလက်ရှိဒါသူ့ရဲ့ဒီ အဝေးဝင်ကစားတဲ့ current power ကိုကြည့်မဲ့ဆို HG 1C ဆိုရဲရလနဲ့သူ့အနေနဲ့ရှုံးနေထားတယ်ဂီတာဖေးကို 2C ဆိုပြီးရလနဲ့ရှုံးနေထားတယ်ဗီလာရီယိုကို 2C ဆိုပြီးရလနဲ့ရှုံးနေထားတယ်ပြီးတော့လီကာနက်ကိုဇီးဇီးကျွန်တော်ဒီဂီတာဖေးကို11တင်ကြတာလေအဲ့တော့ OV2 ရဲ့ဒီအဝေးဝင် current power ဒီလုံးဝကိုမကောင်းလုံးဝကိုဒါသူတို့တွေတပွဲကိုတကူးမုံတော့မသွင်းနိုင်တဲ့အနေထားအဲ့တော့ဒီလိုမျိုး အဝင်းဝင်းကားရောက်တော့မကောင်းဘူးအဝင်းဝင်းမှလည်းဒါသူတို့ရဲ့တိုက်စစ်ပိုင်းကဂိုးမရရှိတဲ့ဥစ္စာကိုဘာဖြစ်လို့ဒီကြေးပွင့်တဲ့ဘုံကြီးတွေကဒီဘလန်စီယာကို1ပေါင်း90ဘုံကြီးကြီးဖွင့်ပြရတာလုံးဝကိုကျွန်တော်တို့ဒါစဉ်းစားလို့လုံးဝမတက်ဘူးဟုတ်ပြီအဲ့တော့ကျွန်တော်လွယ်လွယ်လေးကျွန်တော်တွေးကြည့်မယ်ဂျေယိုအမြင်လေးနဲ့ထိုးသားတယောက်အမြင်နဲ့ကျွန်တော်ကြည့်မယ်ဆိုဟုတ်ပြီကွာအဲ့တော့ဘလန်စီယာဒီအိမ်ဝင်းကာရာဖောက်ကောင်းတယ် ဒီလိုဒီဒါအဝေးဝေးကာရဖောလောကညံ့နေတကူတော့မရနိုင်ဘူးဆိုတော့ဘာပဲဖြစ်လို့1ပေါင်90တလုံးတွင်းငါတို့တွေ90%အထိရပြီဟိမ့်ဆိုတဲ့အတွင်းနဲ့ဒါကျွန်တော်တို့ဘလန်စီယာကိုဆွဲခွန်နေသလားအောင်မရဘူးနော်ဘလန်စီယာကိုဒါဘော်ရီဆွဲခွန်နေတယ်ကျွန်တော်ကတော့ထင်ပါတယ်ကျွန်တော်ကဒီနေ့ကျွန်တော်ထူးထူးခြားခြားအဲ့ဒီသူများတွေအမြင်နဲ့စက်ညစ်ပတ်လေးကိုကျွန်တော်တွေးကြည့်လိုက်မယ်တွေးကြည့်လိုက်မယ်ဆိုရင်ဘလန်စီယာဒီလဲအင်ဂွင်းနှစ်ပွဲစတိုင်မှာသူ့အနေနဲ့တကယ်ကိုနော်ဒါကျွန်တော်တို့ လန်စီယာအိမ်ဝင်းရုံအောင်လဲတာကျွန်တော်တို့ညီကိုတို့တွေအထင်ကြီးကောင်းလဲကြီးကန်းကြီးကောင်းအထင်ကြီးလဲကြီးနိုင်တယ်ဘာဖြစ်လို့ဆိုတော့လန်စီယာကကျွန်တော်တို့ဒီဂီတာဖေးကိုပရီစင်းနဲ့အနိုင်ရရှိတာတဲ့ဒီဘီဘောင်ကိုဘီဘောင်ဆိုတော့ကျွန်တော်ပီကန်နဲ့နစ်ကစမင်လာလီကာမှာ2025 2024 2025မှာသူဘီဘောင်ကအနည်းဆုံး125ဝင်တဲ့အသင်းဒီလိုအသင်းကိုတူးစီးနဲ့အိမ်ဝင်းမှာအနိုင်ရရှိအောင်ကစားထားတယ်ဆိုတော့ဘယ်သူမှမမြင်ဘလန်စီယာကိုပြေးပြီးတော့ထိုးသားတစ်ချမ်းစောင်းနေလိမ့်မယ်ဟုတ်တယ်နော်အဲ့တော့ ခြေသွမ်းကိုကြည့်မဲ့သူဘလန်စီယာဒီနေချင်းစရာကောင်းတယ်ဆိုပေမဲ့အခုလက်ရှိပေးရတဲ့ဘူဂီရဲ့ဈေးတန်းကလုံးဝဘလန်စီယာကိုဖက်ကန်တဲ့ဈေးတန်းမျိုးအဲ့တော့ကျွန်တော်တို့ဘာလို့ပြေဝေရမလဲဘာလို့ကျွန်တော်ရွေးချယ်ရမလဲတော်တော်လေးစဉ်းစားချက်နေပြီဘရာသာတို့ဆိုရောဘာလို့ရွေးမလဲဥပမာအပြင်အိုဗီတိုကျွန်တော်ရွေးမယ်ဆိုရင်စွန့်စားရရောက်တယ်နော်အဲ့တော့ခြေသွမ်းကိုကြည့်ပြီးရွေးမယ်ဆိုရင်တော့ဘလန်စီယာလုံးဝ OK ရယ်ကျင်းတော့ကျွန်တော်ရွေးမယ်ဆိုရင်တော့အိုဗီတိုလုံးဝ OK ရယ်ဘရာသာတို့ရဲ့အဲ့တော့ ကျွန်တော်တို့ဘာကိုရွေးချယ်ရအောင်ကျွန်တော်လည်းတော်တော်တိုင်ပတ်တယ်ဒါပေမဲ့ကျွန်တော်ကတော့လူအများကြီးချိန်နဲ့တတ်တဲ့ဘက်ကိုကျွန်တော်မနေဘူးလူအများကြီးမနေတဲ့ဘက်မှာကျွန်တော်ရက်မယ်လူများမနေတဲ့ဘက်ကိုကျွန်တော်ရက်မယ်အ ਨੇ ကုန်ဒီနေ့ညတလင်းလာလေးညမြမစံတော်ကြီးတနားသုံးတယ်မှာကစားမယ်ပွဲမှာတန်းတာကိုဗီဒိုတင်နဲ့တကူရအောင်ရမယ်လို့ကျွန်တော်ထင်တယ် brother ဟုတ်လား တန်တအိုဗီတိုအနည်းဆုံးတကိုးလောက်တိတော့ကျွန်တော်မျော်လင့်နေဗျာဒီကောင်းလေးဘာဖြစ်လို့ကျွန်တော်မျော်လင့်လာလဲကျွန်တော်ပြောပြမယ်ဒီကောင်းလေးပြိုင်ပွဲဆုံးကျွန်တော်တို့တိုတယ်ပြိုင်ပွဲဆုံးအိမ်ဝင်းဝေးခွင်းကာရန်ဖောက်ကျွန်တော်တို့ဒီ6လပိုင်းနဲ့စပြီးတော့အခု9လပိုင်းထိအိုဗီတိုတောက်လျှောက်ကျင်းမအောင်သေးဘူးနော်ဘရာသာကျင်းလုံးဝတောက်လျှောက်မအောင်သေးဘူး BTS no ဖြစ်ထားတယ်အနည်းဆုံးတန်တအိုဗီတိုဒီနေ့ညဘလန်စီယာနဲ့ပွဲမှာဘိုးသွင်းကိုသွင်းနိုင်လိမ့်မယ် တကယ်လို့တကူမသွင်းနိုင်ဘူးဆိုနောက်လာမဲ့ပွဲမှာတန်တဲ့အူဒီတကူတော့အနည်းဆုံးရလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့အတွက်ကြောင့်မို့ဒီနေ့ညကျွန်တော်စိတ်ကြိုက်တပွဲကောင်းရွေးချယ်မှုမှာအဲဘလန်စီယာနဲ့အိုဗီဒိုမှာဆိုတော့ကျွန်တော်ကတော့ဘူဂီရီဖွင့်တဲ့ကျေးစီအမှန်ဘူဂီရီနောက်ပဲကျွန်တော်တော့လိုက်ချင်တယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်စိတ်ကြိုက်တပွဲကောင်းတော့အိုဗီဒိုပဲ brother တို့တကယ်လို့အချိန်တူရင်လိုက်ဆောင်နိုင်ပါတယ်မကြိုက်ဘူးဆိုလည်း brother တို့ဘက်ကန်လို့ရတယ်တကယ်လို့ကြိုက်ခဲ့ရင်တော့မအောင်ငါကအထက်ကြီးစော့တာ ဲ့တော့ဒီညီလေးပေးတာအောက်ကြီးပြစ်နေတယ်စောက်ကြည့်လို့ရစောက်ကြည့်နေလိုက်ဗျာအချင်းနေဟုတ်ပြီလားအဲ့တော့ဒီနေ့ညကျွန်တော်စိတ်ကြိုက်တဲ့ဘွယ်ကောင်းကိုရွေးချယ်ပြီးမှကျွန်တော်ကတော့တန်တဲ့ OVDO boy လေးနဲ့ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒီလိုမျိုးနေ့တဲ့ဘွယ်ကောင်းလေးတွေကိုတင်ဆက်ပေးမှပြတဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ going by YouTube channel တိုးတိုး channel လေးကို like subscribe လုပ်ပေးထားပါပြီးတော့လည်းကျူကျူတို့တတော်တော်မှာဆိုလဲကွန်မန့်လေးတွေမှာ Telegram channel link လင်ချပေးရတယ် Telegram channel free channel လေးညီကိုတို့ join လာပါ Telegram channel လေးမှာကျွန်တော်နေ့စဉ်တပွဲကောင်းလေးတွေဒီ မောင်းကက်လေးကျွန်တော်တင်ပေးတယ်ပြီးတော့ online ပွဲလေးလည်းတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့် Telegram channel လေးကိုလည်း join ပါလူလေးလူညာပေါ်တဲ့ခေတ်ကြီးမှာညီကိုလိုနေငွေချေးပိုင်းကိုတရားရာခိုင်နှုန်းထိယုံကြည်စိတ်ကြခြင်းတွေဆိုကျွန်တော်ကိုယ်တိုင်မျက်နှာကြီးပြလာတဲ့ YouTube ဘက်မှာလာရောက်ဆော့ကစားလို့ရတယ် YouTube မှာလာရောက်ဆော့ကစားရုံနဲ့ညီကိုလို2025 2026တရားစီစားလို့ VIP မမောက်ပွဲများတစ်နှစ် free ရရှိမှာပဲဖြစ်တယ်ပြီးတော့လေထိုင်းရောက်နေတဲ့ညီကိုများလည်းထိုင်းဗန်အောက်ရှိုံနဲ့ဆော့ကစားလို့ရတယ်ဆိုတဲ့ကြောင့်ဒီညပြောချင်တဲ့ ကျွန်တော်ဒီကနေပက်ကွေဝဲတာညီကိုတွေလည်းရှိတယ်အဲ့ဒီညီကိုတွေကိုလည်းဒီနေရာနေကျွန်တော်စုမကောင်တောင်းပေးလိုက်ပါတယ်ဒါမျိုးမနိုင်ငံမှာလည်းရှိမယ်ကျွန်တော်တို့ဒါထိုင်းထိုင်းရှိမယ်မလေးရှိမယ်ဒီကျွန်တော်တို့ဂျပန်ရှိမယ်ကိုရီးယားရှိမယ်အဲ့ကနေပြီးတော့ပက်ကွေဝဲတဲ့ညီကိုတွေလုပ်ငန်းကန်ရဲ့အစဉ်ပြေကြပါသလိုပြောကြရင်းနဲ့ပဲကျွန်တော်ရဲ့တလင်းလာနေညစိတ်ကြိုက်တပွဲကောင်းရွေးချယ်မှုကတော့အိုဗီဒိုသင်မဲ့ဖြစ်တယ်အားလုံးပဲအစဉ်ပြေကြပါစေအစဉ်ပြေကြပါစေကိုလက်ပါကိုလက်ပါ